။တခါတော့ကငှက်ကလေးတွေရဲ့ဒိဆုသံတွေနဲ့အတူတစ်ပင်ကြီးတွေအုံဆိုင်နေတဲ့အေရှန်တာယာလာတဲ့ကြေးရွာလေးတွေဟာရှိတဲ့ကွယ်။အဲ့ဒီကြေးရွာလေးမှာဆမ်ဆိုတဲ့ကောင်လေးတယောက်လည်းနေထိုင်တာပေါ့။ဆမ်ဟာ အသက်၈နှစ်ခန့်ရှိပြီဖြစ်ပြီးတော့သူ့ရဲ့မိသားစုနဲ့အတူသစ်သားအိမ်ကလေးတစ်အိမ်မှာ နေထိုင်ကြတဲ့ကွယ်။ဆမ်ဟာ သူ့ရဲ့အယုတ်တွေနဲ့ကစားရတာ ပုံမြင်စာအုပ်တွေဖတ်ရတာပြီးတော့သူတို့အိမ်နောက်ဖေးမှာရှိတဲ့တရက်ပင်ကြီးတပင်ပေါ်ကိုတက်ရတာတွေကိုသဘောကျတဲ့ကွယ်ဒါပေမဲ့သူနားမလည်နိုင်တာတခုတော့ရှိနေတဲ့ကွယ်အဲ့ဒါကတော့ဆမ်မဟာသူ့ရဲ့ဘောအနားယူနေတဲ့အချိန်မှာတရှင်းတွေကိုအကျယ်ကြီးဖွင့်တဲ့အခါမျိုးမှာဆိုရင် သူ့ရဲ့အမေဟာတရှင်းတွေကိုတိုးတိုးဖွင့်ဖို့အတွက်ဘာကြောက်ပြောရတာလဲ ပြီးတော့ Sam ဟာညစာမစားခင်မှာရေခဲမုတ်စားရှင်တဲ့အခါမျိုးမှာဆိုရင်သူ့ရဲ့မိသားစုကဘာကြောင့်ခွင့်မပြုရတာလဲ Sam ဟာသူ့လှုပ်ရှင်တဲ့အရာတွေကို ခွင့်မပြုပေးတယ်သူ့ရဲ့မိဘတွေကို နားမလည်နိုင်ဖြစ်နေတော့တာပေါ့ဒေတာရဲ့နေ့လယ်ကလေးတစ်ခုမှာတော့ Sam ဟာ တဲ့ပင်တပင်ရဲ့အောက်မှာဒီအကြောင်းအရာတွေကိုထိုင်ပြီးစဉ်းစားနေတုန်းမှာပဲသူ့ရဲ့အဖိုးကရောက်လာပြီးတော့ဘာတွေတွေးနေတာလဲဆမ်မီလို့မေးလိုက်တာပေါ့ကွယ်အဲ့ဒီအခါမှာဆမ်ကကျွန်တော်လို့ရှင်တဲ့အရာတွေကိုကျွန်တော်သဘောအတိုင်းဆုံးဖြတ်ခွင့်မရှိဘဲနဲ့ဘာကြောင့်မိသားစုတွေကိုပါထည့်စဉ်းစားနေရတာလဲဖို့ဖို့လို့ပြန်ပြောလိုက်တာပေါ့ကွယ် အဲ့ဒီခါမှာအဖိုးဖြစ်သူကညင်သာစွာပြုံးပြပြီးတော့အဖိုးနဲ့အတူတူလိုက်ခဲ့ပါအဖိုးမင်းကိုပြစရာတခုရှိတယ်ဟုဆိုကဆမ်ကို ခေါ်သွားတဲ့ကွယ်ဒီလိုနဲ့ဆမ်နဲ့သူရဲ့အဖိုးဟာ ရှန်တဲ့ကပစ္စည်းတွေထားတဲ့ယုံကြည်တခုထဲသို့ ရောက်သွားတော့တာပေါ့ကွယ် အဖိုးကအဲ့ဒီယုံကြည်တဲ့ကတစ်သားတစ်တာကြီးတစ်ခုကို ယူထုတ်လာပြီးတော့အဲ့ဒီတစ်သားတစ်တာတွေကဆာရွက်လက်ကြီးတစ်ခုကိုယူထုတ်လိုက်တာပေါ့ကွယ်ဆာရွက်လက်ကြီးကို စပွဲပေါ်မှာဖြန့်ချလိုက်တဲ့အခါမှာတော့မိသားစုတစ်ပင်ကြီးတစ်ခုကို တွေ့ရတဲ့ကွယ် အဲ့ဒီအခါမှာအဖိုးဖြစ်သူကဒါဟာငါတို့ရဲ့မိသားစုသစ်ပင်ကြီးပါပဲဒီသစ်ပင်ကြီးတဲကအကိုင်းတကိုင်းစီတိုင်းဟာမိသားစုဝင်တယောက်စီတိုင်းကို ကိုစားပြုပါတယ်လို့ပြောပြလိုက်တာပေါ့ကွယ်သစ်ပင်တစ်ပင်ကြီးထွားဖို့အတွက်ဆိုရင် သူ့ရဲ့အမြင့်တွေပင်စီ အရွက်တွေနဲ့အကိုင်းခတ်တွေအားလုံးကိုလိုအပ်ပါတယ်အကယ်၍အဲ့ဒီ အပိုင်းတွေအလုံးထဲကအပိုင်းတစ်ခုဟာပြည့်စည်သွားမယ်ဆိုလို့ရှိရင်သစ်ပင်တစ်ပင်လုံးကိုထိခိုက်သွားနိုင်ပါတယ်မာရီရဲ့မိသားစုတွေအားလည်းဒီသစ်ပင်ကြီးလိုပါပဲလို့ထပ်ပြီးတော့ပြောပြလိုက်တာပေါ့ကွယ်။အဲ့ဒီခါမှာဆမ်ကအနေငယ်စဉ်းစားလိုက်ပြီးတော့ဒါဆိုရင်ဖိုးဖိုးအိတ်နေတော့မှကျွန်တော်စုညံတန်တွေပြုတ်လုပ်တာဟာသစ်ပင်ကြီးကို ထိခိုက်စေတာနဲ့အတူတူပဲပေါ့နော်လို့ပြောလိုက်တာပေါ့ကွယ်။ အဲ့ဒီခါမှာအဖိုးဖြစ်တဲ့သူကမှန်တာပေါ့မြီးလေးရဲ့အဲ့ဒီအစမင်းဟာမိသားစုဝင်တွေကိုကူညီပေးမယ်မျှဝေပေးမယ်ကျင်နာတဲ့စကားလုံးလေးတွေပြောမယ်ဆိုရင်တော့ငါတို့ရဲ့မိသားစုတစ်ပင်ကြီးကိုပုံမတန်မာပြီးတော့ပျော်ရွှင်စရာကောင်းအောင် ပြုလုပ်ပေးတာနဲ့အတူတူပဲပေါ့လို့ရှင်းပြလိုက်တာပေါ့ကွယ်ဖူဖူရဲ့ဆုံးမစကားတွေကိုနားထောင်ပြီးတဲ့နောက်မှာတော့ဆမ်ဟာသူ့ရဲ့မိသားစုဝင်တွေကို တတ်နိုင်သမျှကူညီပေးတယ်ကျင်နာတဲ့စကားလုံးတွေပြောတယ်ပြီးတော့ဘယ်ရာကိုမဆိုမိသားစုဝင်တွေနဲ့တိုင်ပင်ပြီးမှသာလေဆုံးဖြတ်လေးရှိတော့တဲ့ကွယ်စံမြင့်မိဘတွေကမင်းဘာကြောင့်ပြောင်းလဲသွားတာလဲလို့မေးလိုက်တဲ့အခါမှာတော့ကျွန်တော်ကကျွန်တော်ရဲ့မိသားစုသစ်ပင်ကြီးကိုပို၍တန်မာပြီးတော့ပျော်ရွှင်စရာကောင်းအောင် ကူညီပေးရှင်လို့ပါလို့ပြုံပြုံကလေးပြန်ပြောလိုက်တဲ့ကွယ် အဲ့ဒီအချိန်ကနေစပြီးတော့ဆမ်ဟာမိသားစုရဲ့တန်ဖိုးကိုနားလည်လာတဲ့အပြင်ဘသူကိုမစိုးကျင်ကျင်နာနာပြောဆိုဆက်ဆံပြီးတော့အကူအညီပေးတတ်တဲ့ကောင်းလေးတယောက်အဖြစ်နေထိုင်သွားတော့တဲ့ကွယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။နောက်ရက်တွင်မှလည်းဘလိုပုံမြင်ကလေးတွေကိုတင်ဆက်ပြုံးမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။